မင်္ဂလာညချမ်းလေးပါခင်ဗျာပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မဖိုက်တာလေးသွေးလင်းထက်ရဲ့ပွဲစီစဉ်သူမန်နေဂျာကိုစောဖြိုးဝေရဲ့နောက်ပြီးတော့မနက်ဖြန်မှာသွေးလင်းထက်ကိုလိုက်ပါဝန်းရံပေးမယ်အဖွဲသားတွေရဲ့ဟာအခုဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကဟိုတယ်မှာအနားယူအားမွေးနေကြပြီဖြစ်ပါတယ်ခင်ဗျာပွဲအတွက်ဘလို့ဖြူခိုင်နဲ့ချင်းကပ်မယ်ဘလို့ပုံစံထိုးမယ်ဆိုတာတွေကိုလည်းသူတို့တိုင်ပင်နှိမ့်နိုင်ကြတာပေါ့လေ ဟုတ်ကဲ့မနေ့ပြန်အတွက်သူတို့အနားယူအားမွေးနေပြီဆိုတဲ့အကြောင်းကိုကိုစောဖြိုးဝေကသူ့ရဲ့ Facebook page မှာတပ်ပုံတွင်နေပြီးတော့အသိပေးခဲ့ပါတယ်ဒီတော့သွေးလင်းထက်ရဲ့မနေ့ပြန်ပွဲစဉ်ဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်လာလို့ရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့သွေးလင်းထက်ဟာဒီပွဲမှာနိုင်လို့စိတ်အယံပြင်းပြနေမှန်းသိတာလုံအောင်ကြည့်လို့ပါပဲ။ဘာကြောင့်လဲဆိုတော့ရှေးရပွဲတွေမှာဆိုရင်ဗျာသူ့အနေနဲ့ ပွဲထိုးတယ်ပွဲမတိုင်ခင်မှာပွဲကြည့်ပြောစကားကြီးလည်းပြောခဲ့တာရှိတယ်ဒီဒီချိန်မှာသူဘာမှအောင်ပြောတိတ်တိတ်ဆိတ်ဆိတ်နဲ့ကိုပြင်ဆင်နေတာကျွန်တော်တို့တွေ့ရတယ်ခမပြောမယ်ဆိုရင်အတိုးတိတ်ဆုံးအတန်ဟာအကျေလောင်ဆုံးသော ပောက်ကွဲမှုဆိုတာကိုစင်ပေါ်ထပ်မှာပြလိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတော့ခမဒီနေ့မှာဆိုရင်လေမနက်ပိုင်းမှာ သူသည်ခန်းနံကသူ့ကိုအပေးရဲ့ဆရာတယောက်စီကိုတွားရောက်ပြီးတော့ အဆောင်လက်ခွဲလေးတွေတွားဥတာလဲမြင်တွေ့ခဲ့ရတယ်။ဒါကတော့ယုံတဲ့လူယုံမယ်မယုံတဲ့လူမယုံဘောလေ believe it or not ပဲယုံတဲ့လူကိုလည်းအပြည့်ပြောစရာမရှိဘူးကျွန်တော်ဆိုမယုံမိမဲ့ယုံတဲ့သူကိုလည်းအာအဆောင်လက်ခွဲတွေကိုအားကိုးလာကြည်လာလို့လည်းအပြည့်မပြောဘူးဒါသူ့ယူဆချက်သူ့ယုံကြည်ချက်နဲ့သူပဲအဲ့လိုပဲသဘောထားတယ်ဗောလေဒီနေ့ညနေမှာပြန်ပွဲအတွက်ဝိတ်ရှင်နာတွေ hydration test စစ်ဆေးတာတွေဆောင်ရွက်ခဲ့တယ်အဲ့မှာသူရင်းထက်က hydration test စစ်ဆေးတာရောဝိတ်ရှင်နာရော အဆင်ပြေပြေနဲ့အောင်မြင်ခဲ့တယ်။ဆံမေကတော့ဝိရှိန်နာမှာပေါင်တိရသမ၄ပေါင်ပိုနေခဲ့တဲ့အတွက်ဝိရှိန်နာကြာရှုံးသွားခဲ့တယ်။ဒီတော့ဆံပေဟာသူလင်းထက်ကိုသူရရှိမဲ့ထိုးကြီးတွေကနေတချို့တော့ခွဲပေးရတော့မှာဖြစ်ပါတော့ခင်ဗျ။မပြောပြောပွဲမထိုးရင်ကလေးကသူလင်းထက်အတွက်ကံကောင်းမှုတစ်ခုရရှိသွားတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒီတော့ဒီညမှာမနက်ပြန်ထိုးမဲ့ပွဲအတွက်သွေးလင်းထက်တို့အဖွဲတစ်ဖွဲလုံးအနာယူအောင်ွေပြီးတော့ ပြင်ဆင်နေကြရဖြစ်ပါတယ်မနက်ဖြန်မှာပြည်သက်တွေရှင်းမော့စီကိုနိုင်ပွဲနဲ့အတူတွင်းနှစ်ထက်ရောက်ရှိလာနိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ